ကြည်ရင်သတင်းတပေါက်အနေနဲ့ကတော့စစ်ကောင်စီတပ်ဟာအပြည့်အခက်ရစေးရေးကာလအဖြစ်ထပ်မံတိုးမြင့်ထားပေမဲ့လည်းတအံ့ပြည့်အထဲကိုထိုးစစ်ဆင်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ TNL ကဒီကနေ့မှထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မေလ၈ရက်နေ့ကမင်္ဂလာပွဲကျင်းပနေတဲ့နောင်ရှုံမြို့နယ်တရက်ရှိုကြီးရွာကိုစစ်ကောင်စီတပ်အမတ်၉သူများနှင့်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့အသက်၅နှစ်အရွယ်ကလေးငယ်အပါအဝင်ဒေသခံ၄ယောက်သေဆုံးပြီး၇ယောက်ပုံစံထိမှန်ကတရားရရှိသွားခဲ့ပါတယ်။ တအန်းတက်မတော် PSLF DNLA ရှိရာနောက်ရှိုမျိုးနယ်တရက်ရှိုရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကထိုးစစ်ဆင်လာတာကြောင့်မေလ10ရက်နေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင် TNLA တက်ရှိတဲ့နောက်ရှိုမျိုးနယ်ရာပြင်ကျွော်အနီးကိုလည်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာလို့တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့သိရပါတယ်။ မေလ၈ရက်နေ့ည6:00နာရီအချိန်လောက်ကလည်းစစ်ကောင်စီတပ်နဲ့ TNL တို့အကြားနောင်လင်ကြီးဝအနီးတဝိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကဒရုန်းပေါင်း၈လုံးအစိမ့်ငွေပေါင်း၅လုံးလက်နက်ကြီး၃၁ကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။